Hello အားလုံးမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United ရဲ့ကွင်းလိပ်ကစားမဖြစ်တဲ့ Kobe Mainu နဲ့ Harry Maguire တို့ကဒီနေ့မနက်မှာပေါ့နော်ဒါအသင်းရဲ့ဒါမြက်ခင်းပြင်းနေပေါ်မှာဆိုလို့ရှိရင်လေ့ကျင့်ငယ်နေပြန်ပြီးတော့ဆင်းနိုင်နေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဆိုတော့ကစားမတွေကလာမယ့်ပွဲစဉ်တွေကိုချက်ချင်းပြန်ကစားနိုင်ဖို့အတွက်မတိကြသေးပြီမဲ့လို့ပြန်ကစားနိုင်ဖို့အချိန်ကြီးကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်တိုးတက်မှုတွေအများကြီးရှိနေတယ်ဆိုပြီးတော့တတိယနေ့ရကျွန်တော်တို့သိရတယ်။ ဆိုတော့အသင်းကကျွန်တော်အနေနဲ့ဒီ international break တီးပြီးသွားတဲ့ချိန်ချိန်မှာဆိုလို့ရှိရင် Northern Forest နဲ့ပွဲကစလို့ခုနှစ်ပွဲဇက်တိုက်လောက်ထိကိုကျွန်တော်ဒီတလအတော်တွင်ကျွန်တော်ကစားရမှာဆိုတော့အသင်းအနေနဲ့ main တို့တို့ကစားမတွေ Harry Maguire တို့တို့ကစားမတွေကအသင်းတို့အရေးပါတဲ့နေရာမှာပါတယ်ပေါ့နော်မင်းနူးဆိုလို့ရှိရင်နီးပြတဲ့ရောက်လာကလေးကသူဘယ်နေရာကိုအံဝန်ခင်ကြဖြစ်အောင်ကစားမှန်သူမတိသေးပြီမဲ့လေလို့ ဒါလူစင်ရင်အရတော့ကျွန်တော်မင်းနူးကိုလိုအပ်တဲ့တဲမှာပါတယ်ဗျာဒါအပြင်ဟယ်ရီမဂွိုင်းယားကိုကျွန်တော်ကြည့်တော့လေလက်ရှိခန်းစစ်ကစားမတွေအင်ဂျူရီပြဿနာတွေတခြားကြုံနေရတဲ့နောက်တန်းမှာဆိုလို့ရှိရင်မဂွိုင်းယားကလည်း central center back မှာဆိုလို့ရှိရင်ဒါအမြဲတမ်းအသုံးချခံရတဲ့ကစားမလို့ပြောလို့ရတယ်ဆိုတော့ဒီကစားမတွေကိုကျွန်တော်တို့ဒါပြင်မြင်ရဖို့လိုပါတယ်ဆိုတော့လက်ရှိတရင်းရဆိုလို့ရှိရင်တော့နှစ်ယောက်စလုံးကကျွန်တော်နေတဲ့ဒီအဲ international break တဲ့အပီမှာပြန်ကစားနိုင်တော့မယ့်အခြေအနေမျိုးပါ ါပေမဲ့လို့ချက်ချင်းလက်ငင်းဆိုသလိုပေါ့နော်ဒါရှေ့လာမဲ့ပွဲစဉ်တွေတော့ပါနိုင်အောင်မှာမဟုတ်သေးဘူးဆိုတဲ့သဘောမျိုးကျွန်တော်တွေ့ရတယ်ဆိုတော့ထားပါတော့ကျွန်တော်ဂျားထဲမှာဆိုလို့ရှိရင်ပွဲချက်တွေရှိနေတဲ့အချိန်မှာပွဲချက်တွေရှိနေတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဒါပြန်ပြီးတော့ပါနိုင်မဲ့အချိန်မျိုးပါအခုဆိုလို့ရှိရင်ကျွန်တော်တို့ပြောရမလဲစဆာချင်းကျွန်တော် Nottingham Forest နဲ့လည်းကျွန်တော်ကစားရမယ်အဲခဏနော် Nottingham Forest နဲ့ကျွန်တော်ကစားရမယ်အဲ့ဒါပြီးရင် Manchester Derby ကျွန်တော်ကစားရမယ် Forest နဲ့ Manchester Derby ကြားထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကွာဟာမှုကကျွန်တော်တို့ဒါ၄ရက်လောက်ပဲကျွန်တော်ရှိရဗျာပြီးလို့ရှိရင်ကျွန်တော်တို့နေပေါ့နော် Lion နဲ့ပထမအကြုံကစားရမယ်အဲကျွန်တော်ကတော့ Lion နဲ့ပထမအကြုံမှာပါကစားနိုင်လိမ့်မယ်လို့ကျွန်တော်ကျွန်တော်မျှော်လင့်နေဘာလို့လဲဆိုတော့ဟို Manchester Derby တို့ Norian Forest တို့နဲ့ဆိုလို့ရှိရင်တအားကိုနီးကပ်လုံးနေပေါ့နော်တိတ်ကတအားကိုနီးကပ်လုံးနေဆိုတော့ ဟိုလိုင်ယွန်နဲ့ပွဲကြလို့ရှိရင်တော့ဒီကစားမတွေပြန်ပါဖို့အတွက်အဆင်ပြေနေလောက်ပြီလို့ကျွန်တော်မျောနေတယ်အဲ့ဒါပြင်ကျွန်တော်တို့နယူကာဆယ်နဲ့ကစားမယ်ပြီးရင်လိုင်ယွန်နဲ့ဒုတိယကြိုးကစားမယ်ပြီးရင်ဝူဘာဟန်တန်ဘုံမောက်ဆိုပြီးတော့ဇက်တိုက်ကစားမှာပါနော်ဆိုတော့ကြောင့်ကျွန်တော်တို့ဒီယူရိုပါလိပွဲတွေအပြင်ပရီးမီးယားလိမှာလည်းကျွန်တော်တို့ကဒီထက်ပိုပြီးတော့အဆင်တွေကစိုးဝါးလို့မရတဲ့အခြေအနေမျိုးမှာနိုင်ပွဲတွေကျွန်တော်ရှာနိုင်ဖို့လိုတာကိုဒါကြောင့်အသင်းအနေနဲ့လူစင်းတက်နေတယ်မှာကျွန်တော်လိုပါတယ်ဆိုတော့ရှေ့မှာလည်း Eden Heaven တို့ဘာတို့က International Break အပြီးမှာကျွန်တော်ပြန်ကစားနိုင်တော့မယ်ဆိုတဲ့သတင်းနေကျွန်တော်တွေ့ထားရတာပါเนาะညီကတို့အမြင်ပဲဒါသတင်းကောင်းမှာအတင်းတွေအတင်းတွေသတင်းကောင်းမှာဆိုတော့အမြန်ဆုံးပါနိုင်လိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်ဆိုတော့ Main New Harry Maguire ပြီး Eden Heaven เนาะပြီးလို့ရှိရင် Lenny Yuro ရဲ့သတင်းကတော့အခုချိန်ထိတော့ဘာမှသိရခြင်းတော့ကျွန်တော်မရှိသေးဘူးเนาะဘာ report မှလည်းတက်လာတဲ့သတင်းတွေလည်းကျွန်တော်မရှိသေးဘူးပေါ့เนาะ ပြီးရင်ကျွန်တော်တို့မေဆန်မောင်းပြန်ကစားနိုင်မယ်โอเคမေဆန်မောင်းကပြီးခဲ့တဲ့ပွဲတွေကလေးကထပ်ပါတော့လက်စတာတို့ဘာလို့နေကလေးကအရင်လူစင်းမှာပြန်ပါနေပြီဗျာเนาะအရင်လူစင်းမှာပြန်ပါနေပြီဆိုတော့သူ့သူဟိုဘဲချင်းပြန်ပြီးတော့နာမလဲဘာညာတော့ဒါနောက်ကိစ္စပေါ့เนาะလောလောဆယ်မှာတော့အတင်းရဲ့လူစင်းထဲမှာပါနိုင်ဖို့လိုတာကိုပြန်ပြီးတော့မနာဖို့ပဲကျွန်တော်ညှို့လင်းရမှာပေါ့ဗျာနောက်တစ်ခုကကျွန်တော်တို့အနေနဲ့အဲဘယ်လိုပြောမလဲနောက်တစ်ခုကဒီเนาะလူချောပေါ့လူချောကလည်းပြန်ပြီးတော့ပါဖို့အတွက်အချိန်ကြီးကောင်းနေတဲ့သဘောမျိုးပါ เนาะပြန်ပြီးတော့ကောင်းမှုအခြေအနေကကောင်းနေတယ်ဆိုတော့ဒါဒါအပေါင်းလက္ခဏာဆောင်တဲ့သတင်းနေနောက်တစ်ခုကကျွန်တော်တို့အနေနဲ့ဒီ main news တို့ Harry Maguire တို့အပြင်ကိုကျွန်တော်အာမတ်နဲ့ပတ်သက်တဲ့သတင်းလေးကျွန်တော်တွေ့ထားဒါကတော့သတင်းဆိုတာအထက်ပေါ့เนาะအာမတ်ကဒီသူ့ရဲ့ Snapchat မှာပေါ့ဗျာဒီအထားပါတော့ဒီပေါ့နော်အချိန်ပုံစံလေး emoji ရဲ့ပြီးလို့ရှိရင်ကျွန်တော်ဒါတင်ထားတယ်ပေါ့ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအများစုကတော့ဒါယူဆထားကြတာပေါ့လေအာမတ်မချခင်မှာပြန်ကစားနိုင်အောင်ပဲဆိုတဲ့ပုံစံမျိုးအတိပေးတာဘာညာဆိုတဲ့ပုံစံမျိုးနဲ့ယူဆထားကြတယ် ်ကျွန်တော်ကတော့ဟို listen to marines ကတော့ယာဒီကုံထိလုံးဝနားသွားပြီဒါပေမဲ့ armed dia လို့ကလည်းဒီ problem တော့ယာဒီကုံဖို့အတွက်နောက်ဆုံးလတစ်လလောက်မှပဲပြန်ကစားနိုင်မယ့် player အဖြစ်ကျွန်တော်ကတော့လက်ခံထားတယ်ဘာကြောင့်လဲဆိုတော့ armed ရဲ့ချင်ကြီးကအဲ့လိုဖြစ်သွားတာကိုဆိုတော့ chain exam တွေ armed မတိုင်ခင်အကုန်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ် armed ကတော့အများကြီးမမျော်လင့်တာပဲကျွန်တော်တို့ကောင်းနေပေါ့နော်အိုးဘယ်လိုပြောမလဲအတင်းတွေအကြီးပါတဲ့ပလေယာတယောက်ဖြစ်တယ်ကျွန်တော်မြင်ချင်ကြတာတော့မှန်နေပေါ့ဗျာဒါပေမဲ့လည်းလို့ ဘာမှန်အရင်တင်းမဖြစ်ဖြစ်နဲ့အတင်းဘက်ကအသုံးမေဆိုလို့ရှိရင်တော့အများကြီးပူဆိုးသွားနေရရှိတာကိုဆိုတော့အာမက်ဒီယာလိုကိုလည်းကျွန်တော်ချက်ချင်းပြန်ကစားနိုင်ဖို့တော့ကျွန်တော်မျှော်လင့်မထားဘူးဒီကနေ့ပြောရင်ဆိုတော့ကျွန်တော်အနေနဲ့ဟယ်ရီမကွိုင်းယားတို့မင်းနူးတို့ပြန်ပြီးတော့မကြခင်ကစားနိုင်ဖို့ရှိတယ်ဗောဗျာဆိုတော့အတင်းကဖြည်းဖြည်းချင်းတော့ injury ပြဿနာတွေကအဆုံလာတယ်ဆိုလို့ရှိရင် amorin တွေရေးချွေကြတွေပုံများလာပြီးတော့ပူကောင်းလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီကလိုနေနေရောဒါမင်းနူးကလက်ရှိ amorin system မှာဆိုလို့ရှိရင်ပယ်နေရာအတွက်အသင့်တော်ဆုံးလို့ကျွန်တော်တို့ထင်ကြတယ်။ ဆွေးနွေးကြပါဦးဒီကစားမိုင်းတွေကိုမကြခင်ပြန်ပြီးတော့မြင်ရတော့မယ့်အခြေအနေမျိုးပါအားလုံးကိုကျေးဇူးများပါတယ်